ရေဖြူမြို့နယ်ဒဝဲတူးစီပွားရေးစုဒေသကအေကနီကျေးရွာအနီးမှာဆန္ဒရှင်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေနရက်ဆက်တိုက်ပွဲဖြစ်နေတယ်လို့တော်လိုင်းတပ်နဲ့နှိစက်သူတချို့စီကသိရပါတယ်အင်အားတရာလောက်ရှိတဲ့ဆက်နက်ရှိတဲ့စက်ကြောင်းတွေတော်လိုင်းတက်တို့စစ်တမလာ30ရင်းနဲ့မနက်9နိုင်လောက်ကနေနေ့လယ်ပိုင်းအထိတကြိမ်ဖြစ်ပွားခဲ့ပြီးဒီကနေ့အော်တိုဘာလာတရက်နေ့မှာလည်းမနက်ပိုင်းကစပြီးပြစ်ခတ်မှုထပ်မံဖြစ်ပွားနေတယ်လို့တော်လိုင်းတက်နဲ့နှိစက်တဲ့အမျိုးသားတအူကပြောပါတယ် စစ်နာရှိတဲ့စက်ကြောင်းဟာစစ်တင်ဘာလ29ရက်နေ့မနက်၄နာရီလောက်ကစပြီးဒိုဝဲထူးစီးပွားရေးစုဒေသမှာရှိတဲ့ပကောစောရွာကိုစတင်ဝင်ရောက်လာပြီးဒေသခံ30လောက်ကိုဖမ်းဆီးကပကောစောရွာမှာညှိအိပ်ပြီးစစ်တင်ဘာလ28ရက်နေ့မှာဝက်ချောင်းနဲ့ခမောက်ချောင်းကျေးရွာတွေကိုဆက်လက်ထွက်ခွာသွားတယ်လို့ဒေသခံကပြောပါတယ်အဲ့ဒီလိုထွက်ခွာလာချိန်မှာဖန်စီထားတဲ့ပခေါ်စိုးဒေတာခံအလုံးနီးပါးကိုပြန်လွတ်ပေးခဲ့ပေမယ့်အမျိုးသားတအူးကတော့ဆက်လက်ဖန်စီသွားတယ်လို့ဆိုပါတယ် ဆန်မရှိတဲ့စကြောင်ဟာစတိမာလာ29ရက်နေ့မှာခမောက်ချောင်းဘူကြီးကျောင်းမှာညအိတ်တက်ဆွဲပြီးစတိမာလာ30ရက်နေ့မနေ့စောစောမှာတော့ဤကနီကျေးရွာကိုစတဲ့ထွက်ခွာလာတယ်လို့ဒေတာခဏီစီကသိရပါတယ်ဒီလိုထုတ်ခွာလာခြင်းတော်လိုင်းတက်တွင်တဲ့အေကနီကျေးရွာအနီးမှာစတဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ဒါကြောင့်ရေဖြူမြို့နယ်ဒဝဲထူးစီးပွားရေးစုဒေသထဲကဝက်ချောင်းခမောင်းချောင်းအေကနီဝဇော်တော်ကုန်းတရအိမ်ရင်ငယ်ကျေးရွာတွေကဒေသခံတွေနေရဲ့ဆော့ခွာထွက်ပြေးနေကြရပြီးအချို့ကျေးရွာတွေကဒေသခံတွေကတော့အချင်းနဲ့စောက်ကြည့်ကနေထိုင်နေကြရတယ်လို့ဆိုပါတယ် တနင်္သာရီတန်းတရချောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဂျားဖြတ်တိုက်ခတ်ခံရပြီးတဲ့နောက်မှာစစ်တပ်ကကြောက်လေကရွာကိုဝင်ရောက်စီးနှင်းပြီးနေအိမ်83လုံးကိုမီးရှို့ဖျက်ဆီးခဲ့ရလို့ KNU ဘဝကသတင်းထုတ်ပြန်ထားပါတယ်။သတင်းပါလ30နှစ်မနက်9နာရီလောက်မှာတရချောင်းမြို့နယ်တောင်ပြောက်ကျေးရွာအုပ်စုအတွင်းကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းမှာအကြမ်းဖက်စစ်တပ်ရဲ့တပ်ရင်း403 404နဲ့405တို့ကစစ်သားတွေပါဝင်ပြီးကရင်မျိုးသားလူမျိုးရဲတပ်မတော် KNL တပ်မဟာလေးလက်အောက်ခံတရင်စနစ်နဲ့တော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ထိတွေ့တိုက်ပွဲအတွင်းမှာကျန်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေမဲ့လည်းစစ်တပ်ဘက်ကအထိနာသွားပြီးကြောက်လေကရွာကိုဝင်းအောင်စီးနှင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အဲလိုဝင်းအောင်စီးနှင်းပြီးတဲ့နောက်မှာအကျန်းဖက်စစ်သားတွေက ကျောက်လီကကျေးရွာကပြည်သူပိုင်းနေအိမ်83လုံးကိုမီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်မြေတော်ပြုံးကြီးရွာမှာရှိတဲ့ဆရာနာရှင်တက်စစ်စစ်ရေးဂိတ်ကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်ခဲ့ပါတယ်။မင်းမျိုးနယ်တုံးပြိုကြီးကျေးရွာမှာရှိတဲ့ဆရာနာရှင်တက်စစ်စစ်ရေးဂိတ်ကိုတော်လှန်ရေးတပ်တွေကတွားရောက်ပစ်ခတ်ခဲ့လို့နှစ်ဖက်ထိပ်တွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာလ29ရက်နေ့မနေ့စောစောပိုင်းမှာတုံဖြိုကြီးကျေးရွာလမ်းဆုံမှာရှိတဲ့အစီအနာရှင်တက်စစ်စီဂိတ်ကိုတော်လိုင်းရဲတပ်တွေကတွားရောက်တိုက်ခိုက်တာကနေအပြန်အလှန်ပြစ်ခတ်မှုမိနစ်30လောက်ဖြစ်ခဲ့တာလို့ဆိုပါရတယ်။အဲ့ဒီနေရာမှာဆင်းရနာရှင်တက်စစ်စီဂိတ်ဖွင့်ထားတာတုံးနဲ့ကြော်နေပြီးပြည်တော်စုလမ်းမကြီးပေါ်မှာဖြတ်တန်းသွားလာတဲ့ကားတွေကိုငွေကြေးကောက်ခံနေတဲ့စစ်စီဂိတ်ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ဇဝဲကျေးရွာအခြေစိုက်စစ်ဟနာရှင်ရဲ့996ချင်းနဲ့တက်ရင်မော်တုံးကျေးရွာအခြေစိုက်336အမြောက်တက်ရင်တုံးပြောကျေးရွာကတစ်တုံညာတက်ရင်ရဲ့ကာကင်စခန်းဘန်လမကျေးရွာမှာရှိတဲ့အရာကြီးစခန်းတို့ကလက်နက်ကြီးနဲ့ပစ်ခတ်ကြတယ်လို့ဆိုပါတယ်မော်လတနားရီလောက်မှာတော့မြင်းဖက်ကနေဆင်းရနာရှင်တက်သားစစ်ကူကားတစ်စင်းတုံးပြောကျေးရွာဖက်ကိုရောက်လာပြီးအင်အားဖြည့်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်ဆလဘီစစ်မှုထမ်းတက်သားတွေအလင်းဝင်လာခဲ့တာကိုကြည့်ရအောင်ပါ ဒါကတော့စစ်ကောမရှင်ကအာဓမတက်သားတစ်စူဆောင်းခံရတဲ့တက်သားလေးဦးဟာကရင်မျိုးသားစီယုံ KNU ဘိတ်တဝဲခိုင်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလေးတရင်စစ်တစ်စီကိုအလင်းဝင်ပတ်ပြောင်းခိုးလုံလာတယ်လို့သိရပါတယ်။တနင်္သာရီမြို့နယ်မှာစစ်တပ်ရဲ့ခလာရတရင်280ကိုပို့ဆောင်ခံလိုက်ရတဲ့ စစ်မှုထမ်းတသားသစ်၄ဝါ KNL တပ်ရင်း၁၁စီကိုစတင်မာလာ30ရင်းနေမှာအလင်းဝင်လာတယ်လို့သိရပါတယ်။စစ်မှုထမ်းတသားသစ်၄ဦးကိုစစ်တပ်ကအတင်းအဓမ္မပြည်သူစစ်မှုထမ်းတင်းတက်ခိုင်းခဲ့ပြီးတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့တနင်္သာရီမြို့နယ်တိန်ခုံးရွာရှေတန်းစစ်မြေပြင်ကိုပို့ဆောင်ခဲ့တာလို့ KNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်ပါတယ်။အခုလိုရှေတန်းဘက်ပို့ဆောင်ခံရတဲ့အချိန်မှာစစ်မှုထမ်းတသားသစ်၄ယောက်ဟာ KNU စီကိုလက်နက်မဲ့ထွက်ပြေးအလင်းဝင်လာတယ်လို့လည်းသိရပါတယ်ရှင်။